နေ့ဦးနေသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှ ဖြစ်ပါတယ်။တနေ့ဦးနေသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေရှိခဲ့မယ်ဆိုရင်တော့အချိန်ကာလနောက်ကို၁၈ရက်နောက်ဆုံးထားမှာဖြစ်ပါတယ်။သုံးဘွေဆိုင်ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတေချာတင်စီထားဖို့လိုအပ်တယ်။ကြပြောက်တာတို့မိကြိုင်ခဲ့တာတို့ကပိုက်နိုင်ခံတာတို့ဖြစ်တတ်တဲ့ကာလပဲဖြစ်ပါတယ် ်မိတ်ဆွေပေါင်းတဲ့အကခကကငါနာမည်ပါတဲ့သူတွေကိုကောင်းချူးပေးတယ်။၎င်းတို့လည်းဘူးတွေပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်။တတိယအမနေနဲ့နေရရှာရလာဝပါတဲ့သူတွေတတိယရှောင်ကြမှာဖြစ်ပါတယ်။၎င်းလေးနဲ့တည်းကကိုယ်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။တာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တရင်ရမယ်။အောက်လက်ကတာနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်ချိန်ရောက်ပြီ ကားဝယ်မှုရည်ရထားတဲ့သူတွေ16ရက်အတွင်းဝယ်ပါကားကောင်းကားတန့်ကားတစ်ခုပိုင်ဆိုင်ရမယ့်ချိန်ကိုရောက်လို့နေပါတယ်ဗျရန်တယ်နောက်ချက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာရန်တွေဝိုင်းနေတာမျိုးကြုံရတဲ့ချိန်ဖြစ်ပါအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ခွဲခွာပြီးတော့နေရတာမျိုးတွေကြုံရတဲ့ချိန်ကာလဖြစ်ပါကျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စကြီးမှာတော့စီတူစီတောက်စီကန်းရောက်ဆိုတဲ့ပုံစံမျိုးတွေကြုံရတဲ့ ခန္ဓာပဲခါကြိုက်မယ်ဒုနာမယ်ဒုကြိုက်တဲ့အချိန်ကာလဖြစ်ပါတယ်ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်ပြီဆိုပြီးတော့ဒီနေ့ကိုပတိ၅ဘက်နဲ့တပတ်လုံးလုံးစိတ်ကမှာပဲဖြစ်ပါလေဗျကံတရားကောင်းဘက်ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါတယ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့တရားလို့တထောင်လို့တသောင်းလို့တသိန်းလို့ ိမ့်တက်ရလို့တိမ့်တက်ထောင်လို့တိမ့်တက်တောင်းလို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာတော့အဖြူရောင်အပြာရောင်ပါသောဝတ်စားလေးကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မှာတပတ်ကကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတဲရရလေအတခုကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့အုံနှုတ်ခေါက်ဆွဲတပတ်ကစတီးစုံလေးတက်အမွေးလိုက်တတိုင်းဆိုင်ဖျောင်းလိုက်တတိုင်းဆိုင်ပြီးတော့ဖျားကိုကတ်လူပူဇော်လှူဒန်းမယ်ဆိုရင်တော့ လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စားတာအညံ့ခိုက်ပြီးပြပြောင်းပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျတိလဲလာသာသမီတို့တပတ်စာတဲတော့ကကြမှာဖတ်ကြားပြဆိုပြီးမှဖြစ်ပါတိလဲလာသာသမီရခုချိန်ရခုပါလာတွေမှာစာကျုပ်စာတန်းတွေမှာလက်မှတ်ရေးထိုးစရာကိစ္စတွေပေါ်တတ်တယ်ကောင်းသောထူးခြင်းဖြစ်ပါတယ်ဗျာ ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာဆက်ပစ္စည်းအတွက်ဝင်မယ်စိန်ပစ္စည်းအတွက်ဝင်ပါလိမ့်မယ်ဗျာမိတ်ဆွေပေါင်းတဲ့တဲ့ကစစစစညနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းချူပေး၎င်းတို့နဲ့ဘုရားပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိဒါမင်းနဲ့နေရာရှာရှာလာဝပါတဲ့သူတွေတတိဒါရှောင်ခြင်းအောင်၎င်းလေးနဲ့နေရာကိုယ်ပေါ်မှာမကောင်းတော့ဆိုခြင်းမကောင်းချက်စီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ် ကာမိနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်။အောက်လငတာနဲ့ပတ်သက်တဲ့ကိစ္စနံမဲကိုတည်င်းရမယ်။ကောင်းဝယ်မှုရှိရတဲ့သူတွေကတော့6ရက်6ပတ်အတွင်းဝယ်ပါဗျ။ကျန်တဲ့နောက်ဆက်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုကတော့ရှံမလို့ကိုရှံလို့တဲ့သူကတယောက်ရှိတယ်။အဲ့ဒီလူကိုတော့တတိထားရမှာဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီမှာတော့နားလည်မှုတွေလွတ်တက်တယ်။ ူရိနေယျချစ်ချင်းမှာမိတိပြဿနာမှာမရှိတော့လည်းကြားလူတော်ဝင်အောင်နှောက်ရခလောက်ဆန်တွေးထိုးခြင်းကြောင့်ကိုရိနေယျမှာအဖူးထစ်လေးဖြစ်တာမျိုးတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဒူးလို့နားလို့နှာခေါင်းလို့နှလုံးလို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တဲ့ခံစားတတ်ပါဘုရားဘာသာကိုကိုွက်တဲ့သူတွေအတွက်ကဘုတော်အောင်ပြီဘုတော်အောင်ဒီနေ့ဥပဒေ၈ဆက်စိတ်ကမှာပဲဖြစ်ပါတယ် ကံတရားအကောင်းမဲ့ဘူးဥတီရွှေလျာနေတာ90ရာခိုင်နှုန်းရှိပါတယ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့300လို့300လို့300လို့330လို့330လို့330လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်များများပါတဲ့ဝစ်စားတွေကိုဝစ်စင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်ကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ် တဲရရရတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကော်ဖီနှစ်ခွက်၊ကိတ်မုန်နှစ်ချက်မြက်စွာပြားကိုကတ်တူပူစောလှူဒန်းပြီးတော့ကိုပြည့်စင်တဲ့ဆန္ဒတွေကိုလေးလေးနဲ့နှကြုံကြည့်ကြည့်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါကြီးဆူတော်မှာပြဒါဆိုရင်တော့လူကြီးမျိုးတို့မှာကြုံတွေ့ရမယ်ကန်စတာညံ့ခိုက်တီပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေပြတ် အင်္ဂါသားသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်။အင်္ဂါသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့ပြည်တွင်းပြည်ပကြီးတွေအားကောင်းတဲ့ချိန်ဖြစ်ပါတယ်။အိုဘာဇီကြီးတွေတွားတက်တဲ့ကာလလည်းဖြစ်ပါတယ်။ကောင်းတော့တွားခြင်းဖြစ်ပါလေဗျ။ဩဇာပစီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အိမ်သစ်ဝင်ခြင်းအစာဦးသစ်ဝင်ခြင်းအင်တဂရေးရှင်းပိုင်းတွေပြုပြင်ပြင်ဆင်မောမန်ရခြင်းတွေကြုံမယ်။ကိုယ့်ရဲ့ကံစားတာကဘာပတ်ကမဲ့ကံစားတာတဲမှာတော့ရှောက်လို့နေတယ်ဗျ။ မဲ့ရွှေပေါင်းတဲ့ကစစစစညနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျူးပြီး၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့လူတွေအောင်မြင်မယ်ဖြစ်ထွန်းမယ်တတိဓာမင်းလေးနဲ့နေရာရှာရလာဝပါတဲ့သူတွေတတိဓာရှောင်ခြင်းရ၎င်းလေးနဲ့နေရာကိုယ်ပုံမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်တာသမီနဲ့ပတ်သက်တဲ့ကိစ္စစိုးရင်ကြမရှိဘူးပူပန်ကြမရှိဘူးအောက်လက်ငါးသားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ပုံသတင်းရမှာပဲဖြစ်တယ် ကားဝဲကိုရည်ရထားတဲ့သူတွေ၃ရက်၃ပတ်အတွင်းဝယ်ပါပြကားကောင်းကားတန်ကားတစ်ကိုပိုင်ဆိုင်ရမယ်ချင်းဖြစ်ပါရှန်တဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့မိမိမှာရှန်ရှင်းရှန်းလေးနေတာကိုတွေ့ရပါတယ်ပြအခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့တာယာချင်းဆိုပြီးချင်းကြီးညူးချင်းပြောရွှင်ချင်းဆိုတဲ့အချိန်ကာလကောင်းတွေကိုဖြတ်တန်းရမှာဖြစ်ပါတယ် ကျမအိနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့စီလံကြောင်းနဲ့ပတ်သက်တဲ့ယောဂကြောက်ကနဲ့ပတ်သက်ဆက်နွယ်တဲ့ယောဂဖြစ်တတ်ပါတယ်ခံစားတတ်ပါတယ်ကြောကုံအောင်တော်ခါနာလာလို့လည်းဖြစ်တတ်ပါတယ်ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေတိတ်ထံပြီးတစ်မျိုးကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့ဗုဒ္ဓောအောင်ပြီးဗုဒ္ဓောအောင်ပြီးဆိုရင်တနည်းဥပတိ၅ဘက်စိတ်ကမှာပဲဖြစ်ပါတယ်ကံတရားကောင်းဘက်ကိုဥတီရွေလျားနေတာ80ရာခိုင်နှုန်းရှိပါတယ်လက်လာပါတဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့900လို့900လို့900လို့900တိတ်လို့ တိန်ကိုဆယ်လို့တိန်ကိုရလို့တိန်ကိုတောင်လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါနုလိုအဖြူရောင်လိုအသားရောင်လိုစင်စွဲရောင်လိုပါတဲ့ဝတ်စာတွေဝတ်ဆင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံတာစီရမယ်၊ကံခွန်းလန်းအောက်ရမယ်။ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်။တဲတော့ရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကောင်းခြင်းပေါင်းတပတ်ကအုံဒီမောက်မောက်လေးဖြူ မွေးတဲ့တတိုင်းဖျောင်းတဲ့တတိုင်းဒီနောက်မှာဆက်ပြီးတော့မြတ်စွာဘုရားကိုကတ်လူပူဇော်လူတိုင်းချင်အားဖြင့်လူသူလူချင်းမျိုးမှာကြုံတွေ့ရမယ်ကဇာရညံခိုက်ကြည့်ပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာဘုရားမူသားသမီးကြီးအတွက်တပတ်စာတဲတော့ကချမောဖတ်ကြားပြဆိုပြီးမှဖြစ်ပါဘုရမသာသမီးရဲ့ယခုချိန်ယခုကာလမှာစက်တူရှယ်ယာလုပ်ငန်းကြီးလှုပ်ရပူပေါ်လာတတ်တဲ့ချိန်ဖြစ်တဲ့ ပေါ်လာရဆိုလို့ရှိရင်ဒီနေ့လို့ကောင်းတဲ့အစဉ်ပြေအောင်မြင်မယ်ဗျာဥစားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ရွှေထွက်တာမျိုးတွေကြုံရတဲ့လေရွှေပြောက်တာမျိုးရွှေအပေါင်းဆိုင်ပို့ရတာမျိုးတွေကြုံရတဲ့ကာလဖြစ်ပါတယ်မိစေအပေါင်းနေတဲ့ကာခကကန်ကနမ်းပဲပါတဲ့သူတွေကိုယ်ကိုကောင်းချုပ်ပြီး၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြေမယ်အောင်မြင်မယ် တတိယမဲ့နေ့နဲ့ဒီကစစစစညာနံပဲပါတဲ့သူတွေတတိယရှောင်ကြမှာဖြစ်ပါတယ်။တာသမီနဲ့ပတ်သက်တဲ့ကိစ္စ6လောက်လက်ထောက်ဒီဒီထိခိုက်တယ်ရတတ်တယ်အောက်လောက်ငယ်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွွတ်ထွတ်တိုင်လုံးဒီဒီဖြစ်တယ်။ကားဝယ်ဖို့ရှိရထားတဲ့သူတွေကတော့ one month တစ်လတွင်ဝယ်ပါဗျ။ကျန်နေတော့ရှင်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှမ်းမလို့ပါတော်တော်လည်းကိုကိုရှမ်းလို့နေတဲ့သူစောင့်ကြည့်တဲ့သူတိုက်ခိုက်တဲ့သူရှိပါတယ်ဗျာ အခြေအနေပတ်သက်တဲ့ကိစ္စတွေမှာတော့ only one single သဘောမျိုးလေးတွေဖြစ်နေတတ်တာကိုတွေ့ရပါတယ်ဗျ။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့နာနှကောင်းလေအကြောင်းနဲ့ပတ်သက်တဲ့ယောဂအစာအိမ်နဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တတ်ပါတယ်။ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ကတော့အနုတ္တရောပုရိသဓမ္မတာတ္ထီအောင်မီဆိုပြီးတနည်းဥပဒေ6ပါးစက်ကမှဖြစ်ပါတယ်။ကံတရားအကောင်းမဲ့ဘုဥ္တီရွှေလျာနေတာ90ရာခိုင်နှုန်းရှိပါတယ်။ လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေရတော့ငါးခဏနဲ့ပတ်သက်ပြီးတော့ဝင်နေမယ်900 9000 9000 5000 3000 3900 3900 3900ဝင်လာတတ်တဲ့ကာလဖြစ်ပါလေဗျတပတ်စာလက်ကြီးကလာတော့ blind white အဖြူတွေနဲ့တွေ့တွေ့ဆက်ထားတဲ့ကာလတွေဝစ်စင်ခြင်းအဖြစ်ကန်တာစီရမယ်ကန်ခွင်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မတဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ် တဲရရတဲ့အခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တမာညွန့်ဟာခုနှစ်ညွန့်အမွေးတရားခုနှစ်တိုင်ဖျောင်းနေရခုနှစ်တိုင်မြတ်စွာဘုရားကိုကတ်တူပူဇော်ထူထမ်းပြီးတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ချုံကြည့်ကြည့်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါးကြီးဆူတော်မှာဗျဒါဆိုရင်တော့လူကြီးမျိုးမှာကြုံတွေ့ရမယ်ကံစားတာညှန့်ခိုက်ကြည့်ပြပြပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ ရှောင်းသားသမီးတွေအတွက်တပတ်စာတဲတော့ကကျွန်မကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။ရှောင်းသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့မပြီးမပြတ်သေးတဲ့တူလူတန်းတန်းတဝက်တစ်ဖြက်လုံးဖို့ကြံနေတဲ့ကိစ္စတွေရှိနေတယ်ပါလေဗျာ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့အစာဦးသိဝင်ခြင်းအိမ်ပြင်ဆင်မှုမှန်ခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်။မိတ်ဆွေပေါင်းနေတဲ့ကရှာရလာဝပါတဲ့သူတွေကိုကိုကောင်းချိုးပေး။၎င်းတို့နဲ့ဘူးတွေပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေအောင်မြင်မယ်ဖြစ်ထုံးမယ်။ တတိတာမနေနဲ့နေရအာဣဥေဩအောက်လို့အေးလို့ဤလို့ပါတဲ့သူတွေတတိတာရှောင်ကြံမှာဖြစ်တယ်။၎င်းနေနဲ့နေရကိုယ်ပုံမကောင်းပြောဆိုခြင်းမကောင်းကြံ့စီခြင်းတွေပြုလို့ဆောင်ရပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စရဝေးရောက်နေတဲ့သာသမီတွေနဲ့စာဆက်တွေလူဆက်တွေငွေဆက်တွေရောက်လာတဲ့ခြင်းဖြစ်တယ်။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စထွက်သွားတဲ့အဟောင်းတွေအောက်လငယ်သားအဟောင်းတွေကိုယ်ထံတဖန်ပြန်ပြီးရောက်လာတဲ့ခြင်းဖြစ်တယ်။ ကားဝယ်မှုရည်ရထားတဲ့သူတွေကရှက်ပေါင်း20တွင်းဝယ်ပါဗျ။ရှန်တယ်နောက်ရှက်နဲ့ပတ်သက်ပြီးကိုကတော့ရှန်လို့ကိုရှန်လို့တဲ့သူစောင်းနှောင်းတဲ့သူတိုက်ခတ်တဲ့သူ၃ယောက်ရှိနေတာကိုတွေ့ရပါ။ချီရင်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်အိမ်နဲ့ပတ်သက်တဲ့ကိစ္စမှာအာမနာတန်ဟောရမယ်ဆိုရင်ဘယ်တယောက်ညာတယောက်နှစ်ယောက်ဖြစ်တဲ့လွန်စွာစမ်းပွင့်ရတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။ ကျမရဲ့ပတ်သက်တဲ့ကိစ္စလေးကအစာအိမ်နဲ့ပတ်သက်တဲ့ယောဂါ၊သွေးနဲ့ပတ်သက်တဲ့ယောဂါလေးဖြစ်တတ်တယ်ခံစားတတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ပုံတော်အောင်မီပုံတော်အောင်မီဒီနေ့ကိုပတိရှိပတ်စိတ်ကမှပဲဖြစ်ပါကံတရားအကောင်းမဲ့ကိုသွားနေတာ90ရာခိုင်နှုန်းရှိပါတယ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့300လို့300လို့300လို့330လို့330လို့330လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်အဝါရောင်အသားရောင်စင်စွယ်ရောင်ပါတဲ့ဝတ်စာလေးကိုဝတ်ဆင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံသာစီရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေရောတဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တဲတော့ရကြတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့စီထမင်းသုံးဘက်ကအမွေးတိုင်းသုံးနိုင်ဖျောင်းတိုင်းသုံးနိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ရှုံကြည့်ကြည့်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတော်မှာပြဒါဆိုရင်တော့လူကြီးမျိုးမှာကြုံတွေ့ရမယ်ကံစားတာအညံ့ခိုက်ပြီးပြပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ပြကြံတာပိတာတပိအတွက်တပတ်စာတဲရောကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ် တန်တာပိဋကသမီးရခုချိန်ရခုကလာမလို့အဖြစ်တဲ့အပြက်တည်းရများနေတာကိုတွေ့ရတယ်ဗျအဲ့တော့အရေးကြီးတဲ့ငွေကြေးရှင်နည်းမျိုးနဲ့ကိစ္စဆက်ကျက်စားတဲ့မှာလက်မှတ်ရထိုးတဲ့ကိစ္စတွေဆိုရင်တော့အချိန်ကလနောက်ကို16ရက်နောက်ဆုံးထားမှာဖြစ်ပါဘုရားပစီနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ရွှေဝင်လာမှုရှိပါတယ်ဗျမိတ်ဆွေပေါင်းနေတဲ့ကကာခကကငါနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ် ၎င်းတို့နဲ့ပူးတွဲပေါက်ဆက်တဲ့လုပ်တွေစင်ပြေမယ်အောင်မြင်မယ်တတိဒါမဲ့နိနဲ့နေကတော့ရှာရှာလာဝပါတဲ့သူတတိဒါရှောက်ကြံမှာဖြစ်ပါလေ၎င်းတို့နဲ့နေကကိုယ့်ဘောမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စဒုက္ခလေးတွေခြေတော်လေးထိခိုက်တာရတတ်တယ်အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေထွက်ပြီးတင့်တယ်ရောက်လာတတ်တယ် ကားဝယ်မှုရှိရထားတဲ့သူတွေကတော့၄ဘက်ကျော်မှဝယ်ပါဗျ။ကျန်တဲ့နောက်ဆက်တဲ့ပတ်သက်တဲ့ရန်ရှိလာလို့မေးလဲရှိတယ်ဗျခင်းဆိုင်ကမယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်ကိုကိုယ့်ဘက်ကနေပြီးတော့အလျှော့ပေးပေါင်းမှကောင်းတတ်တဲ့အခြေအနေဖြစ်ပါတယ်ဗျကျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့အာယုံကြောအားနေတဲ့ယောဂါလေးတွေဖြစ်တတ်ပါတယ် ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာစာရဏတံမဲ့တော့အောင်ပြီဆိုရင်ဒီနေ့ကိုပြည်သုံးပတ်စိတ်ကောင်းမှာပဲဖြစ်ပါတယ်ကန္တရာအကောင်းဘက်ကိုဥတီပြောင်းလဲနေရ60ရာခိုင်နှုန်းရှိတယ်ဓိဝဒနာဘာလို့ထိုးခြင်းလဲဆိုရင်တော့ငါးငါးပူပါတော့ရှိကိုထိုးရမယ်တပတ်စာလက်ကြီးကလာတော့အဝါရောက်ပါတော့ဝစာလေးကိုစင်ပြရမယ်

ဒါဆိုရင်တော့လူချင်းမင်းတို့မှာကြုံတွေ့ရမယ်ကန်စားတာညံ့ခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာဖြစ်ပါတောက်ကြတာသမီးတွေတပတ်စာတဲတော့ကညမှာဖတ်ကြားပြဆိုပြီးမှာဖြစ်ပါတောက်ကြတာသမီးတွေယခုချင်းယခုကလာမှာဖြတ်ခနဲ့ပြောင်းပြီးကွက်ခနဲ့ကောင်းစီတဲ့အချင်းတွေကောင်းခွင့်ကောင်းလို့ရောက်လို့နေရဖြစ်ပါတယ်ဗျာ အလုတ်ပြောင်းနေရပြောင်းအိမ်ပြောင်းအဲ့ရနေရထိုင်ခြင်းပြောင်းဌာနပြောင်းနေလေကြုံရတဲ့အချိန်ဖြစ်ပါဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအိမ်သစ်ဝင်မယ်၊ဆောက်သစ်ဝင်မယ်၊တိုက်ခန်းသစ်ဝင်မယ်၊ဆိုင်ခန်းသစ်ဝင်တတ်တဲ့ကာလဖြစ်ပါတယ်။မိတ်ဆွေအပေါင်းအသင်းကစားစားစစညာနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းချိုးပေးတယ်။၎င်းတို့ရဲ့ပူတွေပေါင်းဆက်တဲ့လုပ်တွေအောင်မြင်မယ်ဖြစ်ထွန်းမယ်။ တိတာမနေနဲ့နေရတာထတတနာနာမည်ပါတဲ့သူတတိတာရှောင်းခြင်း၎င်းနေနဲ့နေမိဘမှာမကောင်းပြောဆိုခြင်းမကောင်းကြံ့စီခြင်းနဲ့ပြုလို့ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်တောက်ကြည့်နေဖို့လိုအပ်တယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေရှေ့ရကျော်မှာဝယ်ပါဗျာ ရှန်တယ်နောက်ရှက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှန်မလို့ကိုကရှန်လို့တဲ့သူစောင့်ကြည့်တဲ့သူတဝူးရှိတယ်။အချီးနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အပြောင်းလဲကြီးကြီးမားမားတွေဖြစ်ဖို့ရှိပါလေဗျ။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စအမှာတော့သူ့စစ်ကပဲသူ့ကိုအကြောင်းပြုတဲ့ရောဂါတွေဖြစ်တဲ့ခံစားရတတ်တယ်ဗျ။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေတော့ဂုံတော်ကိုးပါပတိကိုးပါစိတ်ကမှာပဲဖြစ်ပါဂုံတော်တပါးပတိတပတ်နော်ဗုဒ္ဓဘာသာကိုးကွယ်ပြီးသွားရင်ကံတရာအကောင်းမဲ့ကိုဥတီကြောင်းလဲနေတာ90ရာခိုင်နှုန်းရှိလက်ရပါနဲ့ပတ်သက်တဲ့ကိစ္စလေးရာ200ရာလို့2000လို့2000လို့2000လို့3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 000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်အဆင်းလေးတွေအကွက်ကလေးတွေအပွင့်လေးတွေပါတဲ့ဝတ်စာတွေကိုဝတ်ဆင်ခြင်းအဖြစ်ကံစားတာအကောင်းဆုံးရောက်ရှိမှာပဲဖြစ်ပါတယ်။တဲတော့ရကြတဲ့ခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကန္နမပန်းအဝါရောင်၅ပွင့်၊မွေးတိုင်၅တိုင်၊ဖြောင်းတိုင်၅တိုင်၊တောက်တော်ရင်၅ကွက်မြတ်စွာဘုရားကိုကတ္တိပူဇော်လှူဒါန်းပြီးတော့ကိုပြည့်ချင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ရုံးကြည့်ကြည့်နဲ့ အသေးစိတ်အတန်ဖတ်ပြီးတဝိုင်းဆူတောင်းပါဗျာဒါဆိုရင်တော့ကန်စတာညံ့နေပြောင်းကောင်းကျိုးချမ်းသာနေရောက်ရှိစေမှာပဲဖြစ်ပါတယ်စနေသားသမီးတို့တပတ်စာတဲတော့ကံတော်ဖတ်ကြပြဆိုပြီးမှာဖြစ်ပါစနေသားသမီးယခုချိန်ယခုကာလမှာတော့ကန်စတာနဲ့ငယ်လေညံ့နေတာကိုတွေ့ရပါတယ်လောက်သမီးဒုက္ခဆိုတော့ကိန်းကနာမျိုးကြုံရတဲ့အချိန်ဖြစ်ပါတယ် ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ဆက်ပစ္စည်းအသစ်ဝင်ခြင်း၊စိန်ပစ္စည်းအသစ်ဝင်ခြင်းတွေကြုံရမယ်။ဒါတွေကတော့ကောင်းသောဝင်ခြင်းဖြစ်တယ်။မိတ်ဆွေပေါင်းတဲ့ကအာဣဥဧဩအောင်လို့အေးလို့ဣလို့ပါတဲ့သူတွေကိုယ်ကိုကောင်းချိုးပေးတယ်၎င်းတို့နဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေဆင်ပြေမယ်အောင်မြင်မယ်တတိတာမနေနဲ့နေရသာဟာနာမယ်ပါတဲ့သူတွေတတိတာရှောင်ကြအောင် ၎င်းတဲ့တဲ့မိဘမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရပါလိမ့်မယ်။တာသမီနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရဝိသားကလေးဆိုရင်တော့အရန်ကြီးထွက်သွားတာမျိုးတွေဂျုံအပ်တတ်တယ်။အောက်လငယ်သားအဟောင်းထွက်ပြီးတည်ရောက်တတ်တဲ့ကာလဖြစ်ပါတယ်။ကားဝယ်မှုရှိရထားတဲ့သူတွေကိုယ့်ရဲ့အတွင်းဝယ်ပါဗျ။ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာတော့ ကြီးကြီးမားမားမဟုတ်တော့လည်းပဲကိုယ်စောင့်ကြည့်နေတဲ့သူရှိတယ်ပြဿနာရှာမဲ့သူရှိတယ်ခြေနှာရည်နဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့တန်တန်နားလည်မှုကြီးလွတ်တက်တယ်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ပတ်တရားကိုယ့်ရဲ့မှားွက်တွေကိုစောင့်ကြည့်နေတာမျိုးတွေကြုံရတတ်တဲ့ချိန်ကာလဖြစ်ပါတယ်ကျမရည်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့အဆိုင်ဦးလန်းချောင်းနဲ့ပတ်သက်တဲ့ယောဂါကြီးဖြစ်တတ်ပါတယ်ခံစားတတ်ပါတယ် ဗုဒ္ဓဘာသာကိုယ်ကိုယ်တည်းသူတွေအတွက်တိတ်တံပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံတိတ်တိအောင်ပြီဆိုပြီးတော့ဒီနေ့ကိုပရိစ္ဆေတပတ်စိတ်ကမှာပဲဖြစ်ပါတယ်။ကံတရားအကောင်းဘက်ကိုဥတီရွှေလျားနေတာ80ရာခိုင်လို့ရှိပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စမှာ800 8000 8000 8000တိန်းတိန်း80တိန်း800တိန်း8000 8000ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ အဝါနုလိုအသားရောင်လိုပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကံတာစီရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တဲရောရကြတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ပေါမှုထောဘက်တော့၅ချက်မွေးတိုင်း၅တိုင်းဖျောင်းတိုင်း၅တိုင်းမြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့ကံစားတာအညံ့ခိုက်ကြည့်ပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါ